လို့လာပြနေဘူးလို့ဣန္ဒြေရောနေနဲ့ဖြုံးတိနေတာလို့အကျုပ်ကဒီလိုပြောတယ်ပေါ့ဗျာတော့ဖုံးကြည့်ရလဲဗျာတဲ့လာပြမြန်ဖြုံးတိတယ်ပြောရသေးတယ်အမေလာပြန်ဘယ်လောက်လှတယ်မှလဲအကျုပ်ကပြောတော့ဗျာနော်ခင်ဗျာလာပြရဲ့သူ့ဘာသာသူကလာလေးကိုဣန္ဒြေရောနေနဲ့လို့ဒါရီယာဒီတိုင်းတိုင်းလည်းပဲထုံမွေးမွေးလေးနဲ့တတ်တရကလေးနေမရမပြောနိုင်ဘူးလို့တော်တော်ကြငိုးလုံးငိုးလုံးနဲ့အခုပကံမှာဖြစ်ပြက်နေတယ်လို့မျိုးလို့အင်္ဂလိပ်တော်ကြီးဖြစ်သွားပြီဆိုရင်တော်တော်အကြီးအကျယ်ကြီးဖြစ်မှာလို့ဒါလာပြင်းကိုဖြုံးပြီးဖြစ်နေတာဗျလို့ ကြားလာကြည့်တော့လို့မင်းလားကဝေဘူးကြားတော့လို့မေးပြီးသူကတော့ခြေတော့နေကြောက်မယ်ထင်တာပဲလို့သူကဒီလိုပြောမိတယ်လားဘုန်းကြီးကတော့ကိုမကြီးညိုလဲရှောက်ပြောနေတာပဲတဲ့သူမိကန်ကလေးဆောက်ချင်ရတာနဲ့လမ်းကလေးဖောက်ချင်ရတာနဲ့ကို့ဟာကိုကြီးတဲ့ကြီးဖြစ်အောင်ပေါ့ကိုကိုကိုတီဆောက်ကြတာပေါ့ဗျာအဲအဲ့ဒါလို့တီဆောက်ကြတော့ဘယ်သူလဲပဲဘာဖြစ်မှာတုံးပေါ့ဗျာအဲ့တော့ကျွတ်တို့ကတော့ဟုတ်မဟုတ်တော့ကြောင့်ဘုန်းကြီးလှုပ်တယ်ဘာမှကိုကိုကိုမတီဆောက်ခဲ့ဘူး ဘာလို့မှမတီဆောက်တော့လည်းပဲဘာလို့မှမတီဆောက်တာလည်းပဲအမှန်တော့မတီဆောက်ချင်လွန်လှလို့လို့တော့ဟုတ်မှမထင်ဘူးကိုယ့်ကိုဥသွားတာလေးတစ်ခုရှိလိုက်ကိုယ့်ဥသွားတာလေးကဘာကဥသွားတဲ့တုံးလို့ဆိုတဲ့အခါကျတော့အဲငါစိတ်ဟာငါအခုတော်ထဲမှာနေနေပေမဲ့ငါစိတ်တော်ထဲမနေဘူးလို့ကျုပ်ကအ깨ခတ်မိတယ်ငါစိတ်ကရွာတွေတို့မြို့တွေတို့ပဲနေနေကြရှိတာတော်ထဲနေနေကြမရှိတာဆိုတော့တော်ထဲငါမပြောဘူးပေါ့ မပြောတာမပြောရမယ်ငါကိုကြီးကတော်ထဲမှာကိုကြီးကတော့တော်ထဲမှာနေပြီစိတ်ကတော့မြို့ရီရွာတွေမှာနေရင်ကိုနဲ့စိတ်နဲ့တခြားကြီးဖြစ်နေမှာလို့အသက်ရှင်နေတဲ့ဆိုရင်ကိုနဲ့စိတ်နဲ့အတူတူနေမှကြိုက်ပါပေါ့အခုနဲ့ကိုနဲ့အခုလိုကိုနဲ့စိတ်နဲ့ကွဲနေရင်တော့ငါဒုက္ခလှလှရောက်မယ်သူပဲဆိုပြီးတော့ဒါလို့ဆိုရင်ငါကိုကြီးဟိုငါစိတ်နောက်ထဲတယ်ဆိုတာအလွယ်လေးပဲလို့ဟောဒီတော့ဘွားနေဆင်းသွားလို့ခဏဆိုရင်ငါစိတ်နဲ့ငါကိုပေါင်းမိပြီ ်အခုငါကိုကြီးရှိအောင်ငါစိတ်ကိုခေါ်ထားမယ်ဆိုငါအတော်လုံးမအောင်မဲ့ပုံရှိတယ်ဒါလေးတော့ကြိုးစားပြီးငါလုံးမလိုက်အောင်ပါဆိုပြီးတော့အဲ့ဒါလုံးမနေတာနဲ့လေကျိုးလည်းမပလီနိုင်သွားတာနဲ့တူတယ်ဗျအဲ့လိုဆိုတော့ဘုရားတည့်ရင်လည်းနေလဲမအောင်ကြောက်စားရင်လည်းနေလဲမပါဘူးကိုကိုကိုလုံးမနေရမယ်ကိုသိကတဲ့ခါနဲ့နှခုမှနေကွာလို့တင်နှခုမှထားနှခုမှနေနှခုကနေဘာမှမယူနဲ့ကိုကနေငေါငန်ဟောင်းရဲပြီးတော့နှခုမှပဲထားထားသူကငြိမ့်နေပါလေအဲမင်းနေဗလားနေပြီအေးနေပြီစိနေမင်းနေတော့ဆိုပြီးထားလိုက် ။ထားလိုက်ပြီနဲ့တည်းကလက်ထပ်ပြရနေတူတယ်မရှိဘူး။နောက်တစ်ခါမှတ်ရလို့ကြည့်လိုက်တာအမရှိဘူး။ဟိုသားတီတော်သွားနေတာမိစိတ်ကအဲ့လိုမင်းနှောင်းပါပဲနေွားပေါ့။နှောင်းပါမင်းထွက်နေတာလေးကိုမင်းကြည့်နေမင်းဝင်းနေတာလေးလည်းကြည့်နေသူလှုပ်နေတာနော်ပေါ့။တခုလုံးငြိမ့်နေတာမဟုတ်ဘူး။ဒါကအဲ့လှုပ်နေတာလေးဆိုတော့မင်းအဲ့ဒါအမြဲတမ်းကြည့်နေဖို့ရတယ်စိတ်ဝင်စားကြလဲကောင်းနေကြည့်နေပေါ့ကြည့်နေကြည့်နေဆိုကြည့်နေတာပေါ့ကြည့်နေရင်နေရင်ဟာနေပြီဆိုပြတဲ့မှန်နေပြီဆိုပြီးထားလိုက်တဲ့အခါကျတော့ဒိရလို့ပြန်ကြည့်ရတဲ့အခါကျဟာတခြားရောက်နေတာဘီကျုပ်စိတ်ကတည်းက အဲ့တော့ဟာငါနဲ့ပြမတော် မတော်ပါလားပေါ့အဲ့ဒီလိုမျိုးလို့ကြောက်ကိုအဲ့ဒါဥူးသွားတာဗျာပြောမစင်တော့ဒါလည်းနည်းနည်းရိုးလို့တော့ပြောရမှာပေါ့ဘာလို့လဲဆိုတော့ကိုယ်စိတ်နဲ့ကိုယ်ကိုယ်ကွဲတာကိုကိုယ်စိတ်နဲ့ကိုယ်ကိုယ်ကွဲတာလို့ခင်ဗျသားလာတော့ကြောက်ကတော့ငါစိတ်နဲ့ငါကိုယ်ကတော့ကွဲနေပြီလို့ကွဲနေရင်တော့ဒါလေးတော့ပေါင်းထားမှကဲမယ်မပေါင်းနိုင်တော့ဘူးဆိုရင်ငါစိတ်ကိုတော့လဲခေါ်ထားလို့မရတော့ဘူးဆိုရင်ငါစိတ်သွားတဲ့နောက်ငါကိုယ်ထဲမှာဖြစ်မှာပေါ့ နှုတ်ဝင်တာအယူအချာကြီးဖြစ်သွားလိမ့်မယ်ပေါ့ဒါနဲ့ကိုယ်စိတ်ကိုခေါ်တာခေါ်တဲ့လုပ်ငန်းလုပ်တဲ့အခါကျတော့ဓာတ်ရက်လည်းတော်တော်ပန်းပါတယ်အဲ့ဒီပန်းပြီးနေတာနဲ့ပဲအားရကုန်သွားပြီဆိုတော့ဘာမှမလုပ်ဖြစ်တာပေါ့နော်အဲ့တော့ကျုပ်တို့ပြန်ဖျားလဲမတယ်လဲရပါဘူးကြောင်းလဲမဆောက်လဲရပါဘူးလို့ဒီလိုပြောလမ်းလဲမဖောက်လဲရဘူးပေါ့ဗျာနော်အဲ့လိုလမ်းလဲမဖောက်လဲရဘူးလို့ဆိုတော့အပလီနဲသွားတာပေါ့နော်အပလီနဲတဲ့အခါကျတော့ကို့မှာရှိတာဒါပဲရှိတာဆိုတော့ပုဂ္ဂိုလ်နဲ့ကိုယ်ရင်ပဲ ွေးလျော်ပြောပါပြီးတော့နေတော့တာပေါ့နော်နောက်တော့လည်းပဲကိုကိုမှာ ကတ်တဲ့စိတ်ဓာတ်ကလေးတစ်ခုရသွားတာဟုတ်ဗျကိုယ်ကမကတ်တဲ့စိတ်ဓာတ်ကလေးတစ်ခုရသွားတော့ကိုယ်စိတ်နဲ့ကိုယ်ကိုကတ်သွားတော့လေပျော်သွားတာဗျပြောမယ်ဆိုရင်တော့ဒါလေးကတော့အခုခေတ်အခုသိတဲ့စကားနဲ့ပြောမယ်ဆိုရင်တော့ဒီအာယုဘဇံလေးတစ်ခုပေါ့ဒီအာယုဘဇံလေးရသွားတဲ့ခါကျလူကငြိမ်သွားတော့တာဗျအာယုဘဇံလေးရလို့ငြိမ်သွားတဲ့ခါကျဘုရားတည့်ရင်စိတ်ဆိုတာလဲစိတ်ကူးတဲ့တောင်မပေါ်ဘူးလမ်းပေါက်ခြင်းတဲ့စိတ်ဆိုတာလဲ စိတ်ကူးလည်းမပေါ်ရုံတော့မကဘူးလမ်းတော့မပေါက်သေးခြင်းဘူးဘာဖြစ်လို့လဲလမ်းပေါက်ရင်ဟိုကရောက်လာဒီကရောက်လာရောက်လာဦးမှာဟိုလမ်းလေးကိုယ်ကောက်ကောက်ကလေးနဲ့ခက်ခက်ခဲခဲလေးသွားရမှာကိုယ်ကလေးနဲ့ကိုဟိုကိုင်းလေးဖယ်ရှားပြီးတော့သွားတက်သွားဒီကိုင်းလေးဖယ်ရှားပြီးတက်သွားဆိုပိုကောင်းတာဟုတ်ဗျာနော်အဲ့တော့ပြောမယ်ဆိုရင်ဒီကိုယ်ဒီမှာအဲ့ဒီဟာကအရင်ဦးသွားတဲ့အခါကျတော့မပလီတော့ဘူးလို့ဒီလိုပြောရမှာပေါ့နော်ဒါကြောင့်တော်ကြောင့်ဘုန်းကြီးလှုပ်လည်းပဲအတော်များများတော်ကြောင့်ဘုန်းကြီးကလည်းပဲဒါပလီရတာလို့ဒီလိုပြောရမှာပေါ့နော် ဒါလိုမျိုးလို့မပလီပဲနဲ့ကိုကနေပြီးနေလိုက်တော့အဲ့ဒီနေပါနေပါနေများသွားတဲ့အခါကျတော့ဘာဖြစ်ရတယ်လဲလို့ဆိုတဲ့အခါကျနာမြန်တရားရနေပြီလားလို့အဲ့ဒါလောက်ဝိဝေကဖြစ်တယ်ကိုမှလည်းဘုရားကလည်းတော့ခင်ဗျားတို့လည်းပဲကျုပ်ကပြောကြည့်နေတယ်ကျုပ်ကအဲ့ဒီတုန်းဒီတုန်းကဘာပြောတယ်လဲလို့ဆိုတော့ဘုံကြီးကလေးတွေနဲ့တွေ့ရင်ကိုရောတို့တောထက်ကြကိုရောတို့ရကျုပ်ကပြန်ကိုကတောထက်တာကောင်းတယ်ဆိုပြီးတကလားဘုံကြီးတွေတောထက်ဖို့ကြီးတယ်ပြောတာ တော့ထွက်ကြကိုရောတို့ရကိုရောတို့ရွာเจ้าမှာနေနေတာနော်အလုပ်တွေလည်းအများကြီးလုပ်ရတယ်စားတော့တတိတော်လောက်ပါပဲပေါ့ကိုရောတို့ပင်ပန်းနေကိုရောတို့ပြီးတော့ပင်ပန်းနေတယ်မကဘူးကိုရောတို့စိတ်တွေကိုဟိုလူကယူသွားဒီလူကယူသွားနေကိုရောတို့ထဲမှာစိတ်ကတိတ်မကြံဘူးအဲ့တော့ကိုရောတို့ထဲမှာကိုရောတို့ကစိတ်ကတိတ်မကြံတော့ကိုရောတို့မှာအားမရှိဘူးတော်ထဲမှာနေတာလေစိတ်ကဘယ်မှကိုမပေးရတော့ကိုမှစိတ်တွေကအားရှိနေတယ်ကိုရောရ စိတ်ကအားကြီးနေတော့တော်တော်သေးသေးမုံမုံသိပြရလေးလေအဲ့ဒီအားကြီးနေတဲ့စိတ်နဲ့ထိုးပေါက်လိုက်တဲ့အခါကျတော့တောက်သွားတာပဲဗျာလို့ဒါကြောင့်တော်ထဲမှာအိတ်နေပြအိတ်နေလို့တရားတော့ရမှာလို့ကျုပ်ကလည်းဒီလိုပြောသမားအဲ့တော့ကိုရောတို့တော်ချောင်းထက်တော်ထက်ကြကိုရောတို့ရပါအဲအဲ့လိုမျိုးလိုပြောရင်ပဲတို့တော့တော်တော့မထွက်ချင်ပါဘူးကိုပဲထွက်နေရတာပါပဲဒါတော့အဲ့တော့တော်ထဲမှာနေရင်အဲ့ဒါကောင်းတယ်ကြလို့တကယ်လည်းဟုတ်တယ်တော်ထဲနေတော့အားနေတာဘူးဗျာ ဟာပြီးတော့နေတဲ့အခါကျတော့တခြားတခြားလည်းပလီပလာတွေလည်းသိပ်သွေးကြရမရှိတာဆိုတော့တွေးပြီပေါ့တွေးတယ်ဆိုတာလည်းပဲဗမာလိုဆိုတော့တွေးတယ်ဆိုတာအလကားလိုလိုရှိပေမဲ့တွေးတယ်ဆိုတာခေါ်ရတာမျောရတာခေါ်တယ်မျောတယ်လို့ဆိုတာကဇန်နေလောက်ကြည့်နေတာလို့ပြောရမှာပေါ့မကောင်းတဲ့ဟာတွေလုပ်ရင်တော့ကာမဇန်နေပေါ့ကောင်းတာတွေလုပ်ရင်တော့လည်းကာမကုသိုလ်ဇန်နေတို့ယူပဇန်နေတို့ဖြစ်မှာပေါ့နော်အခုလိုမျိုးလိုကိုယ်အကျင့်အပိုင်းဆိုင်ရာနဲ့တွေးတွေးခေါ်ခေါ်မျောမျောမြင်မြင်ကလေးနေပြီဆိုတော့ မဲ့ဒီဇာနေရလည်းပဲညံနေဝင်သေးတာဗျလို့ပြောရတယ်လားအဲ့လိုဖြစ်တဲ့အတွက်ကိုရောတို့တောကြောင်လောက်ကြတောကြောင်နေကြဝိဝေကဖြစ်တယ်ဝိဝေကဖြစ်တဲ့အတွက်ကိုရောတို့မှာအားရှိတယ်လို့ပြောတာဟိုတလောလေးရပဲဒါနဲ့စပြီးပြောရတယ်ဖရာအထုပ်ပတိဟိုတဲ့မိခဲ့တဲ့ကဖရာရဲ့ပုံတံနေဖရာရဲ့လှုပ်ခဲရှားခဲသွားခဲလာခဲပြောခဲဆူခဲတဲ့ခံနေဟိုတဲ့တခါတည်းဖရာအထုပ်ပတ်ဆိုပြီးတော့တာဝကလေးတုံး ရေးကြရင်ကောင်းပါပေါ့တပည့်တော်ရေးကြင်လိုက်တာတဲ့လူကလေးတယောက်ကပြောတယ်အေးမင်းမရေးနိုင်ဘူးကွာလို့ငါလည်းမရေးနိုင်ဘူးကွာလို့ငါအကြောင်းအရာတွေသိပါတယ်လို့ဒါပေမဲ့ငါစာပုံစံမဖော်တတ်ဘူးကွာလို့မင်းစာပုံစံဖော်တတ်ပါတယ်လို့မင်းအကြောင်းအရာလည်းပဲသိပါတယ်လို့သိအောင်မင်းလုပ်နိုင်ပါတယ်လို့ဒါပေမဲ့မင်းမအားဘူးကွာလို့မင်းမအားဘူးလို့ဆိုတာမင်းတကယ်ရေးကြည့်ရင်လို့မင်းတော်လဲဟို၃နှစ်လောက်တဲဆုပ်ကလေးတစ်လုံးနဲ့မင်းသွားနေလို့ ကျော်သူဒီလိုပြောရတယ်။မင်းတဲကုတ်ကလေးတစ်လုံးနဲ့မင်း၃နှစ်လောက်သွားနေလို့ရှင်တော့မင်းရေးတတ်ကြရာရှိတယ်လို့။ဘာလို့လို့လို့ဆိုရင်တော့ဒါနဲ့ဘာမှကိုမင်းစိတ်ကိုယူမသွားတဲ့ဝိရကဖြစ်နေမှဖြစ်တယ်ဟာကွာလို့။ရှင်းတာကသက္ကတကျမ်းကြီးတွေရဲ့သက္ကတကျမ်းဟာလုပ်ဖို့လိုတယ်သိခက်ခဲတယ်ဆိုပြီးတော့ပညာရှင်ကြီးတယောက်ကပေါ်တယ်လို့။အဲ့ဒါပေါ်လို့မလို့ပါဏိနီလို့ဆိုတဲ့သက္ကတကျမ်းကြီးကိုသူပြုစုတယ်ပေါ့။ သူပြုလို့တာအဲ့ထဲမှာပဲစိတ်တွေတွင်းပြီးလှုပ်လိုက်တာမရရဲ့စာရေးဝူရေးသာသမီရဲ့စာရေးဝူရေးသူဘာမှတတိမရတော့ဘူးအကုန်လုံးအိမ်ကနေပြီးတော့မွဲကုန်နောက်ဆုံးဝိအိမ်ဟိုတောင်ရောင်းလိုက်ရတယ်အိမ်ရောင်းတော့မိမကနေပြီးတော့ကဲကျမတို့တော့နေရမရှိဘူးဟိုတော်တဲ့ပဲသွားပြီးတစ်ပင်အောင်မှာပဲတဲလေးထိုးနေအောင်ဆိုတော့သူလည်းတဲလေးထိုးနေအဲတဲလေးထိုးပြီးတော့အဲ့စာပဲရေးနေတယ်ပေါ့ရေးနေတော့မှတနေ့တော့ရှင်မင်းကြီးပြောက်တာအဲ့တိုင်ပြီးအုပ်ချုပ်တဲ့ရှင်မင်းကြီးကတော့ကြားထွက်လာ အဲ့လိုပဲသူ့အဖော်ရီနဲ့ကွဲလာတော့ရေငှက်ငှက်နဲ့တဲရေတောက်ခွရံအတွက်သူကဝင်လာဝင်လာတဲ့အခါကျတော့ဒီပညာရှင်ကြီးဘာတွေရေးနေတာလို့ဆိုအပေါ်နေငုံကြည့်လိုက်တဲ့အခါကျတော့အလွန်ခက်တဲ့ဒီတက္ကဒသရာကျန်းကိုရေးနေတာဆိုတာသူကမြင်တဲ့အခါကျတော့အာဒီပညာရှင်ကြီးလိုပညာရှင်ကြီးကိုငါကဲ့သို့သောရှင်ပင်ကနေပြစ်ထားမိတာတဲ့ငါမှအပြစ်ရှိတယ်ပေါ့ဒါတော့တောင်းပန်တိုးရှိုးတဲ့အနေနဲ့ဒီပညာရှင်ကြီးကိုပြောဆိုမှပဲဆိုတော့ ပညာရှင်ကြီးပညာရှင်ကြီးလိုအပ်တဲ့လိုအင်ပါမညကျွန်တော်ကဒီတိုင်းဒီအုပ်ချုပ်တဲ့ရှင်မြင်းမှာတောင်းပါလို့အဲ့ဒီလိုမျိုးလို့ပြောတယ်တဲ့အဲ့ဒီလိုမျိုးလို့ပြောတာကိုပဲလိုလာရရှိရင်တောင်းပါလို့ပြောတာကိုစားကြရမရှိနေတဲ့ပညာရှင်ကြီးကဘာပြောတယ်လဲလို့ဆိုတော့အရှင်မင်းကြီးဒီတရားနေပြီးတော့အမြန်ဆုံးထွက်ခွာသွားတာကိုပဲသူလိုချင်ပါတယ်လို့ဟောတောင်းတယ်ဗျာလို့အဲ့တော့မင်းအဲ့လိုကိုမင်းဖြစ်ရမှာနော်လို့ဝိဝေကကိုမင်းတစ်စက်ကလေးမှအဖြစ်ပါမခံနိုင်ဘူးလို့ဆိုတာကိုပြောတာလို့ အဲ့ဒါတော့ပဲဝိဝေကကိုအတိအပမခံနိုင်အောင်အတိမတော်တဲ့မှာကုတ်ကုတ်ရုံနဲ့မဲ့၃နှစ်လောက်၅နှစ်လောက်လုပ်ရင်တော့ဘုရားကြောင့်ရင်းနိုင်မှာပါကွာလို့အဲ့လိုပြောရတယ်ဗျာဒါတကယ်တော့ဒီတော်တဲ့ကအင်မတန်ဝိဝေကရတာဗျာကျုပ်အခုမြို့မှာနေနေတယ်ပြောနေတယ်တော့မမှတ်နဲ့နော်ကျုပ်လည်းပဲနေနေရတာပဲဟောဒီနေရာကဒီလိုလေးချင်းတင့်မြတ်ပါရဲ့လေလို့ဆိုပြီးတော့တော်တယ်ပဲကျုပ်ရဲ့စိတ်ကရောက်နေတာပဲတော်တယ်ပဲစိတ်ကနေပြီးတော့နေခြင်းနေတာပဲ နေခြင်းနေပေမဲ့ဘာဖြစ်တယ်လဲဆိုတော့လဲဆိုငါဒီလောက်လုံလုံနိုင်မှာမဟုတ်ဘူးပေါ့ဘာလို့လဲဆိုငါအလုပ်ကလည်းနားကြီးတဲ့ပြီးရမဟုတ်ဘူးသူများတွေနဲ့စက်နေတာဆိုတော့သူများတွေကိုဘာလုပ်ဖို့လိုလဲဘာလုပ်ဖို့လိုလဲလို့ကိုယ်လုံးပြလေးတွေရှိတာလေးအဆက်သက်ကိုပြောရအောင်မှန်းနဲ့ဆိုတော့ငါဒီနေရာနေနေပါလို့ငါကဇော်ကြည်မှမဟုတ်တော့ပဲပဲဘယ်တော်တဲ့နေရာမှာတုံးနဲ့ကိုယ့်ကိုယ်ကိုသုံးမှာတကယ်တော့ငါဝိဇ္ဇာဖြစ်နေပြီပဲဝိဇ္ဇာတော်တဲ့နေရာမှာမဟုတ်ဘူးဝိဇ္ဇာဆိုတာဝိဇ္ဇာပညာနဲ့မရရာတွေ တဲ့ကြရည်ရှိတာတွေကိုရှိတဲ့နေရာမှာနေရမှာပေါ့ပေါ့အဲ့လိုမျိုးလေးနဲ့ကိုယ့်ကိုယ်ကိုတကယ်မွေးလျော်အောင်နေရတာတကယ်တော့အဲ့ဒီနေရာတွေနေရတာစိတ်ထဲမှာတည်ကြီးကိုစိတ်ချလက်ချစိတ်ချလက်ချမနေနိုင်ဘူးတော်တယ်မှာဆိုရင်အေးထိုးပဲခါတယ်စိတ်ချလက်ချပဲကြတာအဲ့တော့ဆိုလိုတာကတော့အခုဒီတော့လုံလုံရှိတယ်ဥယင်တရားလို့အလဲပိုင်းအလဲရုံးမှာတဲ့မှာကျုပ်တဲ့နေရာလေးတနေရာများမရှိနိုင်တော့ဘူးလားတဲ့ကျုပ်ကလည်းမေးမိတယ်ဒါ တကယ်တော့ကိုမသွားနိုင်ပါဘူးဘာဖြစ်လို့မသွားနိုင်ပါလို့ဆိုတော့အလုတ်ကအဲ့ဒီမှာမှမရှိပဲအဲအလုတ်ကအဲ့ဒီမှာမရှိတဲ့အတွက်ဒါမြို့မှာပဲနေရမှာပေါ့နော်အဲဒါဟုတ်ပဲဒီဝိဝေကအလွန်ကောင်းမွန်တဲ့အရာပဲအလွန်စိတ်ငြိမ်တဲ့အရာပဲအလွန်အလုံးလုံးနိုင်တဲ့နေရာပဲအဲ့ဒီတော့တော့ကနာပေါ့နော်အဲ့ဒီလိုမျိုးလိုဖြစ်တဲ့အတွက်အဲ့ဒီလိုမျိုးလိုစိတ်ငြိမ်တဲ့နေရာနေပါမှအရိယတစ္ဆာဒသနာလို့ဆိုတာကတော့ဒါပေါက်ကြမယ်အနေထားပေါ့နော် အဲ့တော့အရိယတေသနာဓာတနာဆိုတာလည်းပဲဘယ်ခုခေပေါက်ကြမှာတော့ဘယ်သူမှမတိကြတော့တဲ့ဟာပဲကျုပ်တို့ကနေပြီးတော့အဲ့ဒီလိုမျိုးလေးနေလိုက်ရင်ကနေပြီးတော့အင်မတန်ယောသားစွာနေပြီးရရှိတော့ဒီအရိယတေသဓာတနာလေးပေါက်ရတာလို့ဒီလိုပြောရမှာပေါ့နော်အဲ့တော့ဒီအရိယတေသဓာတနာရဲ့မြမစရိယရဲ့နိဗ္ဗာန်တိသိကိရိယရဲ့ဟုတ်ပါနော်ဒါမင်္ဂလာသုံးခုပေါ့အရိယတေသဓာတနာအရိယတေသတွေကိုသိမြင်တာ ယမတရိယအရိယတစ္ဆာဖြစ်တဲ့အထက်ကနေပြီးတော့မက်ကအရိယတစ္ဆာဖြစ်တဲ့ဒါသရိယတွေကိုဒါကျင့်တဲ့အတွက်ယမဖြစ်တာဖြစ်တဲ့အတွက်ဒါယမသရိယပေါ့အဲဒီလိုယမသရိယဖြစ်တဲ့အတွက်ယမသရိယကိုလုံတဲ့အတွက်နိဗ္ဗာန်သတိကိရိယတကယ်ပဲသူဖြင့်ကံတွေကိုဝေဖန်ရင်းကနေပြီးတော့အဲ့ဒီဝေဖန်တဲ့အတွက်ကံတွေကိုသိတယ်ကံတွေကိုသိတာကြောင့်မို့လို့ကံတွေရဲ့လူချင်းစရာ မရှိတဲ့အပိုင်းကိုသူမြင်တယ်။လူချင်းစရာမရှိတဲ့အပိုင်းကိုသူမြင်တဲ့အတွက်ကံဒီပေါ်မှာလူချင်းနေတဲ့အာတဝတွေသူ့မှာငြိမ့်နေ။အဲ့ဒီအာတဝတွေကုံနာကြောင့်မို့လို့ကံတွေကပြန်ဖြစ်လို့မရတော့ဖြစ်။ကာမနိရောဓပေါ့။အကုသိုလ်ကံကိုဒါပြမစရိယာနဲ့ကြည့်တယ်ဆိုတော့အကုသိုလ်ကံရဲ့အပြည့်အနာသာတွေမြင်အကုသိုလ်ကံရဲ့အပြည့်အနာသာတွေမြင်တဲ့အခါကျတော့အကုသိုလ်ကံရဲ့အာတဝတွေကို ဒါသူကနေပြီးတော့ဖြတ်ပြည့်အဲ့ဒီအကုသိုလ်ကံရဲ့အာတဝါတွေကုန်တဲ့အတွက်အကုသိုလ်ကံတို့ရဲ့និရောဓဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ပေါ့ကာမကုသိုလ်ကံကိုတိတတ်တဲ့ဗြဟ္မစရိယာတွေပွားတော့ကာမကုသိုလ်ကံတွေကိုမြင်ကာမကုသိုလ်ကံတွေမြင်တဲ့အခါကျတော့ကာမကုသိုလ်ကံရဲ့အာတဝါတွေငြိမ့်ကာမကုသိုလ်ကံရဲ့အာတဝါတွေငြိမ့်တဲ့အတွက်ကာမကုသိုလ်ကံတွေကនិရောဓချုပ်ဆုံးကုန်ပေါ့အဲ့ဒီလိုပဲယူပါယူပါကုသိုလ်ကံတွေကိုမြင်တတ်တဲ့ဗြဟ္မစရိယာတွေကိုသူကျင့်တဲ့အခါကျတော့ ယူပါယူပါကံတွေကိုမြင်တယ်ယူပါယူပါကံတွေဟာဘယ်လိုကိလေသာတွေအကြောင်းဖြစ်တာလဲယူပါတဏှာလို့ဆိုရက်ကိလေသာအယူပါတဏှာဆိုရက်ကိလေသာဒီကိလေသာတွေအကြောင်းအော်ဒီယူပါကံအယူပါကံတွေငါလုံးမိနေတာပါလားဟာလို့ဆိုတာကိုမြင်တာပေါ့ဗျာနော်ကျုပ်ဒီနေ့တကြံမတိုင်ခင်လေးပဲဒီမန္တလေးလာမလို့အလုပ်မလာခင်ယောဂီတယောက်ရောက်လာကျုပ်ရှိတော့ယောဂီတယောက်ရောက်လာတော့ဒီယောဂီကအသက်တော့90လောက်ရှိပါပြီ ကတုံးကြီးနဲ့ပါပဲအတုဥသဝါတော့ဘောင်းပြီကတော့ရှမ်းဘောင်းပြီပါပဲယောဂီဘောင်းပြီယောဂီအောင်ကြီးနဲ့ပေါ့အိန္ဒိယလည်းပဲယောဂီအောင်နဲ့ပါပဲသူဒီရင်ကတစ်ခေါက်လာခဲ့ပြီဒီရင်ကတစ်ခေါက်လာတော့နည်းနည်းသာသာနာနာကလေးပါပဲသာသာနာနာကိုဘာနဲ့ကြည့်တာတော့ဆိုတော့သူ့ဖနက်ကိုကြည့်လိုက်တယ်သူ့ဖနက်ကလေးကသာသာနာနာရှိပါတယ်အကျုပ်ကြည့်လာတာဖြစ်တဲ့တည်းသူလည်းသာနာအောင်ကြည့်လာတာနဲ့သူ့ဘာလဲကြည့်ရတော့တာနောက်တစ်ခါတစ်ခေါက်လာတဲ့အခါကျတော့ကြက်ပေါင်ဖနက်နဲ့လာပြီလား ဟောသူဖဏတ်မတဏာတော့ဘူးလို့ဒီလိုသိသွားပြီပေါ့နော်ဒီယောဂီကဘယ်တဏာရမှာတော့တကယ်ကတော့သူမလုံမလုံတာသူလုံမလုံတာဆယ်နှစ်ရှိပြီတဲ့ယောဂီလုံတာဆယ်နှစ်ရှိပြီဆိုတော့ငါကတော့တမောက်ရဲ့မှာအရာရှိလုံခဲ့တယ်လို့သူပြောပါတယ်အခုတော့အဲ့ဒီကနေပြီးတော့ဘယ်ဇင်လားဘာလားယူပြီးတကလားအခုတော့သူ့အိမ်မှာဘာမှမလုံတော့သူ့မှာမရတော့ရှိမှာပေါ့သာသမီလည်းရှိမှာပေါ့ဒီမရလေသူကလင်တာဝန်ဖြစ်နေလှုပ်ကြွေးစရာကြွေးမှာမှမဟုတ်တော့ဘဲ တတ်သမီးလည်းလှုပ်ခြင်းမှမဟုတ်တော့ဘူးလို့ဆိုတော့ तू ကပြောမယ်စင်တော့အချောင်းစားလို့ပြီး तू ကဖြစ်နေမှာဆိုတော့သူ့လည်းဘသူကနေပြီးတော့တိတ်ကြီးပြုတ်လို့ဆိုဆိုယူရရှိပါတော့မလဲပေါ့ဒါကြောင့်သူ့လူနေတိတ်မှန်ပါဘူးလို့ဒီလိုပြောရမှာပေါ့နော်အဲ့ဒါ तू ကနေပြီးတော့မဲစကားလည်းပြောတတ်ပါတယ်တီးတီးငိမ့်ငိမ့်နဲ့ပဲပြောတယ်ဘုန်းကြီးတဲ့တပည့်တော်ယူပကိုရှုပါတယ်တဲ့ယူပရှုရမှာဒီလိုဘာအပြစ်မှမရှိဘူးလို့ထင်တာဗျာတဲ့အဲ့ဒါဘုန်းကြီးကဗျာအပြစ်မြင်ရင်တပည့်တော်အပြစ် ်တင်ပေးပါတဲ့ဒီတော့ယူမရှိပုံကိုရှုပြပြသေးတဲ့ကဲလောက်ပြလို့လို့ခိုင်းတော့သူကယူမကို तू ရှုတယ်ပေါ့ယူမရှုတဲ့အတွက်ယူမကို तू မြင်ပါတယ်လို့ပြောပြောတယ်ယူမကို तू မြင်တဲ့အခါကျတော့အဲ့ဒီယူမမှာပိုးနေတာလေးတစုံတရာမှမမြင်ဘူးတဲ့ဒါကြောင့်မို့လို့ तू ယူပါတဲ့ကနေပြီးတော့ပိုးနေတာကိုနှုတ်เสียလို့ကြောင်းကြ तू မဖြစ်ဘူးတဲ့တခါဒီယူမမှာတဲ့လိုးနေတာလည်းပဲတစုံတရာမတွေ့ဘူးတဲ့ လိုးနေတာဒီဆုံးတရားမတွေ့တဲ့အတွက်ဒီယူပါရဲဒီယူပါရဲကိုလိုးနေတာကိုဘာပြအောင်ဖြေဖို့လိုတယ်လို့ဆိုတာလဲသူဒီဆုံးတရားမမြင်ဘူးတဲ့အဲတော့တပည့်တော်မှာနှုတ်ဖို့လဲအကြောင်းကြမရှိဘူးဖြေဖို့လဲအကြောင်းကြမရှိဘူးလို့ဆိုတော့တပည့်တော်မှာငြိမ့်နေတယ်ဗျာတဲ့အဲ့ဒီလိုမျိုးလို့တပည့်တော်တရားနဲ့နေတာဟာအပြစ်ရှိသလားဘုန်းကြီးအမိန့်ရှိပေးပါတဲ့အပြစ်တင်ပေးပါတဲ့အေးခင်ဗျားပြောတာတော့ကြားရပြီပေါ့ဗျာလို့ခင်ဗျားအပြစ်တင်ပေးပါဆိုလို့ကျုပ်ကပြောရမှာပဲလို့တကယ်တော့အပြစ်ရှိပါတယ်လို့ အကျိုးကလည်းဒီလိုပြောတာတကယ်တော့သူအပြစ်မရှိဘူးလို့ပြောမယ်လို့ထင်ပုံရပါတယ်အပြစ်ရှိပါတယ်လို့ပြောတော့ဘယ်လိုအပြစ်တော့ဖျားတဲ့တင်းပြပေးပါတဲ့ခါနေကျုပ်ကလည်းအပြစ်တင်ပေးတယ်အဲယူပါကိုရှုလို့ယူပါမြင်တဲ့အခါကျတော့ဒီယူပါဟာဘယ်လိုမှလိုတာလည်းမရှိပိုတာလည်းမရှိတဲ့အတွက်ဖြည့်ပြားလည်းမရှိဘူးနှုတ်ပြားလည်းမရှိဘူးဆိုပြီးခင်ဗျားယူပါပြေဝနေတယ်ယူပါကောင်းမွန်နေတယ်ယူပါလိုဘယ်လိုမှမနှောင့်ယှက်ဘူးငြိမ်းချမ်းနေတယ် ခဏဒီလိုမြင်ပြီလို့ဆိုတော့အဲ့ဒီယူပကိုခင်ဗျာအာယုံတပြုတ်ပြုတ်နဲ့မနေဘူးလားအဲ့ဒီအာယုံတပြုတ်ပြုတ်နဲ့နေတော့ဒီယူပကလေးကိုအာယုံပြုတ်နေရတာညီချမ်းတယ်အေးမြတယ်တာယာတယ်လို့ဆိုတော့အဲ့ဒီယူပကိုခင်ဗျာမှီပြီးတော့နေနေတာအဲ့ဒါယူပတနာပဲဗျာလို့ဒါကြောင့်ပြောရတာအဲ့ခင်ဗျာကာမတနာပဲသိတာဆိုရင်တော့ကာမတနာတော့ငြိမ့်နေတာပေါ့လို့ခင်ဗျာယူပကြည့်နေပြီလို့အဲ့ဒါခင်ဗျာကာမတနာငြိမ့်နေမယ်အဲ့ဒီငြိမ့်တဲ့ကာမတနာနေရာမှာ အဲ့ဒီယူမကိုခင်ဗျားဆွဲပြီးတော့နေတယ်ယူမတဏဖြစ်နေတယ်တရားလို့အဲ့ဒီယူမတဏခင်ဗျားကိုဆဲဆုပ်ပြမှာလို့ခင်ဗျားကိုဘာမှတုံးမရအောင် လုပ်ပြမှာလို့အဲ့ကြောင့်မလို့အဲ့ဒီတဏလည်းပဲကာမတဏလို့ပဲခင်ဗျားကိုတော့ဆဲဆောင်ပြတာဖြစ်တဲ့အတွက်ခင်ဗျားနင့်တာပါပါလို့ဖရာတဲ့သူဒီလိုပဲအံဩတာပေါ့နော်အဲ့တော့နိဗ္ဗာန်ရောက်တဲ့သူတွေလည်းဒီလိုပဲများမနေဘူးလားတဲ့ခင်ဗျားနိဗ္ဗာန်ရောက်တဲ့သူသိလို့လားပေါ့ နိဗ္ဗာန်ရောက်တဲ့သူမသိရင်တော့နိဗ္ဗာန်ရောက်တဲ့သူလည်းဒီလိုလည်းများနေမလားလို့ခင်ဗျားကပြောခွင့်မရှိဘူးဗောလို့နိဗ္ဗာန်ရောက်တဲ့သူသိလို့ဆိုရင်တော့အဲ့ဒီနိဗ္ဗာန်ရောက်တဲ့သူကိုခင်ဗျားခင်းကြည့်ပါလားလို့အဲ့လိုပဲဖြစ်တရားလို့ဆိုတာလို့ဒီတော့မကင်းတတ်ဘူးဗျာတဲ့အေးပဲကင်းတတ်မလဲမသိရင်မကင်းတတ်ဘူးနော်လို့ကြုတ်ခင်းပြမယ်လို့ကျွန်တော်သူပြောကဲဆိုပါတော့ဗျာလို့ကာမအကုသို့ကံဟာလောကလူတိုင်းကနေပြီးတော့အပြစ်မြင်တယ်လို့ အပြစ်မင်းမြင်နေမဲ့အဲ့ဒီမြင်တဲ့အပြစ်တွေကတော့စိတ်တရားဖြစ်တယ်ပါနော်လို့ဘာလို့လဲတော့တတ်ရငရဲလာလိမ့်မယ်လို့ဆိုတာဒါစိတ်တရားနဲ့မြင်တာတကယ်အပြစ်မဟုတ်ဘူးလို့ခိုးရင်မွဲပြမွဲပြကြလိမ့်မယ်လို့မြင်တာလည်းပဲတကယ်အပြစ်မြင်တာမဟုတ်ဘူးလို့စိတ်တရားနဲ့မြင်တာလို့တကယ်တတ်ရင်အပြစ်ဖြစ်တယ်ခိုးရင်အပြစ်ဖြစ်တယ်လို့ဆိုတာကလို့တတ်တော့တတ်တာကြီးကလွန်နေပြလို့လွန်တဲ့လုပ်ငန်းကိုလုပ်လိုက်တော့လွန်သူကြီးသူကဖြစ်နေတယ်လို့ လွန်သူကြီးသူအဖြစ်နေတယ်ဆိုတော့သူ့ငကိုနေနဲ့လွန်သူဖြစ်အဖြစ်အနေဟာဒါပြောလို့ဆိုထူးခြားနေတယ်လို့အဲထူးခြားတဲ့အဖြစ်တစ်ခုခင်ဗျာဖြစ်သွားတယ်လို့အဲထူးခြားတဲ့အဖြစ်တစ်ခုဖြစ်ပြီးသွားရင်အဲထူးခြားတဲ့အဖြစ်တစ်ခုကပြတ်သွားပြီဆိုတော့လို့ပြတ်သွားပြီဆိုရင်ခင်ဗျာအဲ့ဒါပြတ်ပြီးတဲ့အဖြစ်တစ်ခုဖြစ်တယ်ကြလို့ပြောမသိတော့ဗျာလို့ဓာတိအဖြစ်ရဲ့သရမရဏအဖြစ်ရဲ့လို့ဝိဘက်ဖြစ်နေဖြစ်တယ်လို့အဲ့ဒါအပြစ်ပဲဗျာလို့အဲ့လိုမျိုးလို့ဖြစ်တော့ သူကနေပြီးတော့ဆာလောင်းလာပြန်တယ်လို့ဟာဒီလိုမျိုးကြီးကင်းပွားနေရတာတော့မကောင်းပါဘူးဆိုပြီးတော့အဲ့ဒီလုပ်ငန်းမျိုးကိုအကုသိုလ်လုပ်ငန်းမျိုးကိုပြန်လုပ်ချင်တယ်ဆိုပြီးတော့ကိလေသာထားရတယ်လို့အဲ့ဒီကိလေသာထားတဲ့အခါကျတော့ပြန်ပြီးတော့အဲ့ဒီအကုသိုလ်ကံကိုလုပ်တာလို့ပြောပြစေပြားလို့အဲ့ဒီအကုသိုလ်ကံကိုလုပ်တဲ့အတွက်ဟောဒီအကုသိုလ်ကံကြီးဒီလူကိုပတ်နေပုံလဲခင်ဗျားမြင်တယ်လို့အကုသိုလ်ကံကြီးကလူကိုပတ်နေတာကြီးမြင်တော့လူကအကုသိုလ်မျက်စိပဲရှိနေတယ် အကုသိုလ်ကံကိုမြင်တတ်တဲ့တဏှာမျက်စိပဲရှိတယ်လို့တဏှာမျက်စိဟာပြောမယ်ဆိုတော့မိစ္ဆာဒိဋ္ဌိမျက်စိနော်လို့အဲ့တဏှာမျက်စိပဲမြင်နေပြီလို့ဆိုတဲ့အခါကျခင်ဗျားဘာမှမမြင်တော့ဘူးလို့ဒါပဲမြင်တာလို့ဒါပဲမြင်တဲ့အခါကျခင်ဗျားသံမာမကောက်ခင်ဗျားလုံးဝမမြင်တော့ဘူးလို့အဲ့ဒီလိုမျိုးလို့လုံးဝမမြင်တော့တဲ့အခါကျတော့ထက်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 လုံးပြီးသေးခင်ဗျားတတ်တတ်တဲ့လူရှိရင်တတ်တတ်တဲ့ဘုံပေါ်လာလိမ့်မယ်လို့ခိုးတတ်တဲ့လူရှိရင်ခိုးတတ်တဲ့ဘုံခင်ဗျားဒီမှာထွက်လာလိမ့်မယ်လို့ အဲ့လိုမျိုးလို့ထွက်လာတဲ့အခါကျတော့မကောင်းဘူးလို့ဒီတော့အယုဒ္ဓအနတ္တလို့ဖြစ်နေပြီလို့အဲ့လိုမကောင်းနေတဲ့ဖြစ်ရလက္ခဏာဒါကြောင့်တရားရှုတဲ့သူကရှုပြီလို့ရှုတဲ့အခါကျတော့တရားရှုတဲ့သူမျက်စိမှာအော်ဒီပုံဟာမကောင်းပါလားလို့လက္ခဏာကိုမြင်တဲ့အခါကျတော့ဒီပုံသားကြောင့်ပေါ်တာလေဒီတန္တရာကြောင့်ပေါ်တာဒီတန္တရာကကြောင့်ဖြစ်တာလေဒီကကြောင့်ဖြစ်တာအာဒီကမကောင်းပါလား အဲ့လိုမျိုးလို့အကုသိုလ်ကံပေါ်ပါလို့စိတ်စိတ်ဖြာဖြာပိုင်ပိုင်ခြားခြားသူမြင်သွားတယ်လို့အဲ့လိုအကုသိုလ်ကံကိုပိုင်ပိုင်ခြားခြားမြင်တော့အကုသိုလ်ကံဟာမလုတ်ထိုက်ဘူးအကုသိုလ်ကံဟာမကောင်းမွန်ဘူးလို့သူသဘောပေါက်တယ်ဗျာအဲ့လိုလဲမကောင်းမွန်ဘူးလဲသဘောပေါက်ရောအကုသိုလ်ကံဟာကောင်းမွန်တယ်အကုသိုလ်ကံဟာလောက်ရမှာပဲလို့အဲ့လိုမျိုးမြင်နေတဲ့အမြင်ပြတ်သွားတယ်ဗျာလို့ဒါသမှုရိယပြတ်တာပဲလို့ အဲ့လိုသမှုရိယပြတ်တဲ့အခါကျတော့တရားကုသကံဖြစ်လို့မရဘူးကြာလို့အကုသကံဏိရောဓဖြစ်တယ်ရောလို့ငြိမ့်သွားရောလို့အဲ့ဒါနိဗ္ဗာန်ရောက်တာပဲဗျာလို့အဲ့ဒီနိဗ္ဗာန်အပြစ်တင်ပြလို့အဲဒီကနေပြီးတော့သူ့အပြစ်တင်ခိုင်းတယ်တကယ်တော့ဘာအပြစ်တင်မှန်းတော့ဘယ်လိုအပြစ်တင်မှန်းတော့ဘာကိုစွဲနေတယ်လို့သူ့အပြစ်တင်မှာလေနိဗ္ဗာန်စွဲနေတယ်လို့ပြောအောင်မလဲအကုသိုလ်တွေငြိမ့်တာကိုနိဗ္ဗာန်ပြောတာအဲ့ဒါလည်းစွဲနေတယ်လို့ပြောအောင်အဖတ်တရားကလည်းမရှိဘူး young lady no abudo gale zo ene amo abudo gaye gile da zo ene ale mo hu abudo gaye meg zo ene da le mo hu nyei mi zo di meg ale mi shi da ro kya a ra hu ba zo ene le lo si tu ba go mi bi ni le lo yu pya jin ne tu yu pya le lo tu ka pyo tu yu ma pya nai hu ai ro zo lo da ro pye di tu re ha di ka ma yu ba gile da ai ba gile da tra go ma ti ja hu ယူပါကိလေသာအာယူပါကိလေသာဖြစ်တဲ့ယူပါတဏအာယူပါတဏကိုမသိတော့အမေယူပါတဏနဲ့နေနေတာဒီပင်လင်စိတ်ကောင်းစိတ်မြတ်လိုလိုအာယူပါတဏတွေပေါက်နေတာဒီပင်လင်မဲ့ तू ကစိတ်ကောင်းစိတ်မြတ်လိုလိုအဲ့လိုထင်နေဗျာအဲ့လိုထင်တဲ့အခါကျတော့ဒီယူပါတဏနဲ့အာယူပါတဏနဲ့နေတာပဲအဲ့တော့အရိယတစ္ဆာနာဓာတနာအရိယတစ္ဆာကိုသိဖို့ဆိုတာဖြစ်ပုံမဖြစ်နိုင် तू ကအဲ့ဒီယူပါတဏအာယူပါတဏနဲ့နေရတာမှကောင်းတယ်မှန်တယ်လို့မြင်တာဆိုတော့အဲ့ဒါကမိစ္ဆာဖြစ် အဲ့ဒီအမြင်ကမိစ္ဆာနေတဲ့ခါကျတော့တဏ္မာဒိဋ္ဌိပြဝင်လို့မရတော့ဒီမိစ္ဆာတရားဖုံးလွှမ်းပြီးနေပြီဖြစ်တဲ့အတွက်အဲ့ဒါကြောင့်မလို့တဏ္မာဒိဋ္ဌိမပတ်ဘူးလို့အဲ့တော့တဏ္မာဒိဋ္ဌိမပတ်ဘူးလို့ဆိုရင်လည်းတဏ္မာတင်ကပ်ပါလည်းမပတ်ဘူးပေါ့တဏ္မာဝါစာကမန္တာအာဒီဝအသက်ရှိတာတွေလည်းပဲမပေါတော့ဘူးပေါ့လို့အဲ့ဒီလိုမျိုးလို့မပေါတဲ့ခါကျတော့အရိယတစ္ဆနာဓာတနာအရိယတစ္ဆာကိုတွေ့မြင်ခြင်းဒီလီအိဒံမင်္ဂလမုဒ္ဒမာ အဲ့ဒါမင်္ဂလာဖြစ်တယ်လို့ပြောလို့တာပြောရမယ်အရိယတစ္ဆာဖြောင်းငါမလုံးနိုင်ဘူးလို့ဒီလိုပြောရမှာပေါ့ဗျာနော်အဲ့တော့အရိယတစ္ဆာမျိုးမရှိရင်မရဘူးလို့ဒီလိုပြောရမှာဗျာအခုကျုပ်တို့ကမှာပြင်မှာဘိက္ခုနီဆိုပြီးတော့တမဏီတွေပေါ့နော်ညာမတွေမရှိဘူးဘိက္ခုလို့ဆိုတဲ့တမဏတွေတော့အများပြားရှိတယ်တမဏကတော့တမဏတယောက်လုံးချင်တယ်ဆိုရင်တမဏတွေဒီမှာသူတို့ရဲ့ထုံးတာအတိုင်းလုံးဆောင်ပြအပြည့်အစုံလုပ်လိုက်ရတယ် ကိုတမဏီလောက်ရှင်တယ်လို့ဆိုရဟမ်းမလောက်ရှင်တယ်ရှင်တမဏီကတော့တမဏီမျိုးမရှိနေတဲ့အတွက်တမဏီလောက်လို့မရဘူးလို့ပြောရတာပါနော်အဲတမဏီလောက်လို့မရဘူးဆိုတော့ကျွန်တော်ဗမာပြည်မှာရဟမ်းမလောက်လို့မရဘူးဒါနဲ့ရန်ကုန်ကဒေါ်သစ္စဝတီလို့ဆိုတဲ့အမျိုးသမီးတွေပေါ့နော်သူတို့ကလည်းပဲညံကြီးလဲတော်တော်တော်တယ်ပြောတယ်ဘုန်းကြီးစာပေလဲသူတို့တတ်နေကြတယ်ဓမ္မတရိယာတို့ဘာလို့ပေါ့ဗျာအခိတ္တိပညာမှာလည်းပဲအခုစေကိုပဲသူတို့ဒါသေးချီဒီဘွဲကိုသူတို့ယူဖို့ရတယ် လောက်နေတယ်လို့သူကမျိုးပြောရတယ်ပေါ့။ तू ဒီဟိုသွားလိုက်တယ်ဗျ။ဒီဟိုသွားတဲ့အခါကျဒီဟိုကြတော့သူတမဏီလုံးမယ်ဆိုတော့သူလုံးတော့တာပေါ့ဗျာတမဏီလုံးဟိုမှာလုံးကိုလုံးတယ်ဗျာဘယ်လိုလုံးတယ်လို့တော့သိမသိဘူးအဲ့တော့မထွက်လာတော့ဘူးမထွက်လာတော့ပဲသူ့ရဲ့အဖော်ဖြစ်တဲ့ဒေါကုဏတာကြီးဆိုတဲ့သူကနေပြီးတော့အမေရိကန်ရောက်နေတဲ့သူကနေပြီးတော့သူ့ကိုအဲ့လိုမျိုးလို့လို့ပြောတယ်လို့တဲ့တဲ့ကြားပါတယ်ဆိုတဲ့သဘောမျိုးပြန်ပြောတယ်ပေါ့နော်အဲ့တော့ဆိုလိုတာကတော့ သမဏီမျိုးပြတ်သွားပြီကိုဒီဟိုမှာလည်းပဲတစ်ချိန်တော့သမဏီတွေရှိတယ်။တေးဥပြည်မှာသမဏီတွေမရှိဘူး။အဲမရှိရနေပြီးတော့တေးဥပြည်ကတူတွေကနေပြီးတော့ဒီဟိုလာပြီးတော့သမဏီမျိုးလုပ်တယ်။အမျိုးသမီးအစိတ်လောက်ဒီဟိုလာပြီးတော့ရဟန်းခန္ဓာပေါ့ဗျာနော်။အဲဒါနဲ့တို့သမဏီဖြစ်သွားပြီဆိုတော့တေးဥပြည်ကိုပြန်ပြီ။ပြန်ပြီးတော့တို့ကြတော့သမဏီတွေအများကြီးပေါ့။ အဲ့ဒါဒီဟောတော့မျိုးပြတ်သွားတယ်ဘယ်တော့မှမျိုးပြောက်မန်ကိုကိုတမိုင်းမရှိဘူးသူတို့စီမှာဘယ်ခက်ကမျိုးပြောက်သွားတာလို့ကိုဘယ်သူမှမသိကြတော့အဲ့ဒါအခုတော့မရှိနေတော့ဘူးဆိုတော့တခါအခုခက်တဲ့ဒီဟောသူတွေကလည်းပဲသူတို့ကလည်းတမဏီလောက်ချင်တာဗောဘိက္ခုဘိက္ခုတွေတော့ရှိနေပြီးတော့တမဏတွေတော့ရှိနေပြီးတော့တမဏီကတော့မရှိဘူးလို့ဆိုရင်တို့လည်းပဲတမဏီလောက်ချင်တယ်ဆိုတော့ဟိုတယောက်ပြီကိုသွားပြီးကြလားမျိုးသွားပြီးတော့တခါဆက်ကြပြန်တာဗောနော် မြို့သားပြည်ဆက်တော့အဲ့လိုပဲဒီဟိုသူတွေလည်းပဲကမဏီတွေဖြစ်လာခဲ့ရိပ်ရှိတယ်။အဲဒေါကနာစာကြီးတို့တော့ခုနကတစ္ဆဝတီတို့ပေါ့နော်။အဲသူတို့တွေကနေပြီးတော့သွားတဲ့အခါကျသူတို့လည်းပဲတမဏီလောက်တော့တာပေါ့နော်။အလောက်တော့ဒီဟိုကတမဏီတွေကတော့မဟာယာနရဲ့လူလည်းပဲဟုတ်မှာမဟုတ်ပါဘူး။အဲသူတို့လည်းထေရဝါဒပဲဖြစ်မယ်လို့ထင်ပါတယ်။ခက်တာကမဟာယာနကြီးကတပည့်ဥပိ္ပဇေယူပြီးတပည့်ခံလိုက်ရင်မဟာယာနဖြစ် ထေရဝါဒကြီးဟာဥပိ္ပဇေတပည့်ခံလိုက်ထေရဝါဒဖြစ်ကိုဗျ။ဥမာရွှေကြီးရဲ့ဥပိ္ပဇေနဲ့ရမ်းဖြစ်ထားတာဆိုရင်သူကရွှေကြီးပဲ။သူဓမ္မရဲ့ဥပိ္ပဇေကိုဥပိ္ပဇေပြုတ်ပြီးတော့သူရမ်းခံထားတာဆိုသူသူဓမ္မပဲ။အဲဒီလိုမျိုးလို့ကျွန်တော်ဗမာပြည်မှာရှိတယ်။အဲတော့သူလည်းပဲသူ့ရဲ့ဥပိ္ပဇေမာရတာမာယာနာဖြစ်လောက်တယ်ပေါ့။အဲလိုဆိုတော့သူလည်းပဲမာယာနာလုပ်လိုက်လို့ဆိုတာမျိုးကျွန်တော်ဗမာပြည်ကပြောတဲ့ပုံရှိတယ်။ဟိုဒီတကားကနည်းနည်းဘုသူတ္တဖြစ်ကျွန်တော်နဲ့လည်းနည်းနည်းတက်ဆိုင်တယ်လို့ထင်လို့ ။အကျွတ်တို့နဲ့သက်ဆိုင်နေဆိုကျွတ်တို့ဗုဒ္ဓဘာသာလဲဒီအနေနဲ့သိတတ်တယ်လို့ထင်လို့လဲဒီစကားလေးပြောလိုက်တာလို့မှတ်ပါ။အဲဒါလည်းအခုတော့သူဖြင့်စီဟုံပြန်သွားပြီတမဏီပဲလုံနေလေရဲ့လို့ဒီလိုပြောရမှာပါနော်။နောက်ဆိုရင်တော့တမဏီတွေများပါပါပြား kwa mya bi de ni do yauk la ma la ma ti hu lo tu byo wa ma ba no a lo da byo chin na tamana tamani ri hu byo chin na ma ho hu ariya ri hu byo chin na ariya le myo ma shi do myo ma shi do ariya myo pyak pyauk ka ya lo tu byo wa ma ba no အရိယာမျိုးပြုတ်တယ်ဆိုတာလည်းဘယ်လိုကြောင့်ပြုတ်မလို့စင်တော့အရိယာဖြစ်တဲ့လူမရှိရင်အရိယာဖြစ်တဲ့သူတရားအသောဆုံးမှမှပရိယတ်တိဖြစ်နေမရပဲဟာကိုအရိယာဖြစ်တဲ့သူတရားအသောဆုံးမှပရိယတ်တိမရတဲ့အခါကြတော့အဲဒီနောက်သူကလည်းပဲအရိယာမဖြစ်ဘူးဗျအရိယာမဖြစ်တဲ့အခါကြတော့မြတ်စွာဘုရားကြီးကနေပြီးတော့အဲဒီလိုပဲတဦးကအရိယာဖြစ် အဲ့ဒီအရိယာဖြစ်တဲ့သူတူတူကြနေပြီးတော့နောက်တယောက်ကနေပြီးတော့အဆုံဆုံးမှရပြီအရိယာဖြစ်ဘောဇိန်တော့အရိယာဖြစ်တဲ့သူကတပ်ပုရိသအရိယာဖြစ်တဲ့သူကိုကိုတပ်ပုရိသလို့ပြောတာအဲ့ဒီတပ်ပုရိသကိုသူကနေပြီးတော့ဗန္တိဝလို့ဆိုရဲမိခိုပေါင်းသိရတဲ့အတွက်သူရဲ့သို့ဆုံးမှဖြစ်တဲ့တတ္တမတော်နာကိုရတော့တတ္တမတော်နာဆိုတော့လေသူကိုယ်တိုင်သိတဲ့တရားကိုတတ္တမခေါ်တာတတ္တမဆိုတာဘုရားဟောထားခဲ့တဲ့တရားကိုတတ္တမလို့ခေါ်တာမဟုတ်ဘူး တကယ်တော့ဘုရားဟောထားခဲ့တဲ့အရိယတ္ထဓမ္မကိုသူကိုယ်တိုင်သိတာအဲ့ဒီအရိယတ္ထဓမ္မရဲ့အပေါ်ယံအခွန်နေဖြစ်တဲ့အေဥမေတုဒ္ဒဏ်တွေကိုသတ္တမပြောတာမဟုတ်ဘူးအဲ့တော့တကယ်အေဥမေတုဒ္ဒဏ်ရဲ့အနစ်ချုပ်ဖြစ်တဲ့သူကိုယ်တိုင်အရိယတ္ထဓမ္မကိုအေဥမေတုဒ္ဒဏ်တွေကနေသူရထားတာရှိအဲ့ရတာကသူကိုယ်တိုင်သိတာကိုသူကပြောတဲ့အခါကျသတ္တမလို့သူပြောတာအဲ့ဒီသတ္တမကိုရမှသူကနေပြီးတော့ယောနိတော်မနတိကာရဆိုပြီးတော့သူ့ရဲ့တတ္တမရဲ့အ내အခါကိုဟောသူကြီးက ရှိရလားမရှိဘူးလားလို့ဆိုတာအကဲလေးခတ်တယ်ဆိုတော့ရောနီတော်မနဲ့တီကတော့လုံအဲ့ဒီခါကျမှ तू ကယုံသွားပြီလို့ဆိုတဲ့ခါကျမှဟာဓမ္မတော့ငါမြင်ပြီဆိုပြီးတော့ तू ကဓမ္မနုဓမ္မပฏิပတ်ကို तू ကကျင့်တဲ့ခါကျမှအရိယာဖြစ်တာဆိုတော့အရိယာမျိုးရှိမှအရိယာလည်းပဲဆက်နိုင်တယ်လို့ဒီလိုပြောရမှာပေါ့အရိယာမျိုးပြတ်သွားရင်အရိယာလည်းပဲမချက်နိုင်ဘူးလို့ဒီလိုပြောရမှာပေါ့နော်အဲ့တော့ကျုပ်တို့ဗမာပြည်အရိယာမျိုးပြတ်တာလည်းကြားလာပြီအရိယာမျိုးပြတ်တာလည်းကြားလာပြီဆိုရင် ကျုပ်တို့ဘုန်းကြီးတွေကလည်းအရိယာမဖြစ်ဘူးကျုပ်တို့ဘုန်းကြီးတွေရဲ့ဆရာဖြစ်တဲ့ဘုရားအဲ့ဒီဘုရားကလည်းပဲအရိယာကိုမဖြစ်ဖြစ်ကျုပ်တို့ဘုရားအရိယာမဖြစ်ဘူးဒါကျုပ်တို့ဘုရားကိုကျုပ်တို့ကဘယ်လိုသိနေလို့စင်တော့တို့ဘုရားကတဲ့လေးတင်ခြင်းနဲ့ကဘာတသိန်းကာလပါလုံးပါရမီတွေဖြည့်ကျင့်ပြီးလာခဲ့ရတာဟောပြောမတင်တော့ပြီးဒီတစ်ပတ်တော့ကရဟိုးဘက်ထဲထဲပေါ့နော်တခါတည်းဘုရားကျင့်စဉ်ကျင့်နေတဲ့ အကောက်ပလောင်နေပေါ့ဗျာဘူရိတတွေပဲဖြစ်ဖြစ်သူ့ဟိုနဲ့ရှာနေပဲဖြစ်ဖြစ်ပေါ့အဲ့ဒီလိုတွေကိုသူကနေပြီးတော့ဖြစ်ခဲ့ရတာလို့ဆိုတဲ့ခါကြတော့ဟာဖရားကလည်းပဲတတ္တရမိစ္ဆာဒိဋ္ဌိဖြစ်နေမလားပေါ့အဲ့တော့ကျုပ်တို့ကဖရားကိုသိနေတာကိုကမိစ္ဆာနဲ့သိနေတာတကယ်ဖရားဖြစ်ကတော့အဲ့ဒါမျိုးမဟုတ်ဘူး